ချစ်တာဒီရက်၌နှိမ့်ဆက်ညှဉ်းပန်းခြင်းမရှိဆင်းရဲဒုက္ခလည်းမရှိချစ်တာလာလော့ဤနေရာ၌ထိုင်လောငါဖျက်တရားဟောကြားအံဆိုပြီးတော့မိန်ကြားတော်မူလိုက်ပါတယ်ကဘာပေါင်းများစွာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တဲ့ဓမ္မစစ်ချာတရားတော်ရဲ့အတန်တွေကဗာရဏတိပီဣတိပရဏမိဂဒဝုံတော်ကြီးမှာတော့အခုခါမှာတော့ပြန်လည်ပြီးတော့ကြားရောက်နေခဲ့ရပါပြီအဲ့ဒီတရားရဲ့အမြတ်ရတာကိုပထမဦးဆုံးမိဆန်းခွင့်ရခဲ့တဲ့ပင်စောဝဂိ၅ဦးကလည်းအနတ္တလက္ခဏာတုတ်တန်တရားတော်အစုံမှာတော့အတဝကုန်ခန်းပြီးတော့ယဟန်နာရီအဖြစ်ကိုတပါးပြီးတပါးရောက်ရှိသွားခဲ့ကြပါတယ်။အဲ့ဒီအချိန်ကစပြီး လောကကြီးမှာယဟန်နာဆိုတာကလုံးဝကင်းစင်နေတဲ့အခါကနေပြီးတော့အခုလိုမျိုးမြတ်စွာဘုရားရှင်အပါအဝင်ယဟန်နာ6ပါးနဲ့ပြန်လည်ပြီးတော့တင့်တယ်လာခဲ့ပါပြီ။ဣတိပရဏမိကတဝုံတော်ကြီးကလည်းအဲ့ဒီအချိန်ကစပြီးတော့တာမန်တော်အုပ်တခုမဟုတ်တော့ဘဲနဲ့စစ်မှန်တဲ့ငြိမ်းချမ်းခြင်းတွေကိန်းဝတ်ရာအဖယဒါနဘေးမဲ့တော်ကြီးတခုအဖြစ်ကိုရောင်းလဲသွားခဲ့ပါတယ်။ဘုဒ္ဓရန်အချိန်မှဆိုရင် မြို့နှင်းမုံတွေကတေရစိန်တွေကိုညင်တော်သောပုတ်သက်သွားပြီးတော့နေအောင်ကြီးနုနုလေးတွေကလည်းတပင်ကြီးတွေရဲ့ကြားကနေရွှေမုံလေးတွေကျဲချလိုက်တယ်လို့မျိုးမြေပြင်ပေါ်ကိုကြောက်ရောက်နေပါတော့တယ်။ဒေါ်တွေကတမင်တွေကတောင်မှ ကြောက်ရွံ့ခြင်းမရှိတော့ဘဲနဲ့ယဟန်နာအရှင်မြတ်တို့ရဲ့သင်ခန်းရောင်ကိုမှော့ကြည့်ရင်အေးချမ်းစွာနဲ့ပဲမျက်နှုတွေကိုစားတုံးနေကြတာပေါ့။ဒေါ်တော်တခုလုံးရဲ့တိတ်ဆိတ်ခြင်းကလည်းကြောက်เสียမကောင်းနေဘဲနဲ့ဂျီနူးဘွေရာအတိတ် ဖြစ်နေခဲ့ပါတယ်။လေပင်ကြီးတိုက်ခတ်လိုက်တဲ့အခါတိုင်းမှာဒေယောဒီလှုပ်ခတ်တံကလွယ်ပြီးဒေါ်ကြီးကဘာစုညံတန်းမှ ရှေ့မနေခဲ့ပါဘူး။အဲ့ဒီတိုက်ဆိတ်နေခြင်းက လောကီအတန်တွေကင်းမဲ့နေတာတခုတည်းကြောင့်တော့မဟုတ်ပါဘူး။တကယ်တော့ကိလေသာအတန်တွေပါငြိမ်းဆဲနေခဲ့လို့လည်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတောအုပ်ထဲမှာတရင်တုံးနေကြတဲ့အရှင်မြတ်၆ပါးလုံးရဲ့နှလုံးသားထဲမှာလောဘဒေါသမောဟဆိုတဲ့အပူမီးတွေက လုံးဝကိုငြိမ်အေးသွားခဲ့ပြီ ဖြစ်လို့ပါပဲသူတို့ရဲ့အတွင်းစိတ်ကငြိမ်ချမ်းတဲ့နိဗ္ဗာန်တက်ကပဝန်းကျင်တစ်ခုလုံးကိုလွန်ခြုံထားတဲ့အတွက်သဘောဝတရားကြီးကိုယ်တိုင်ကတော့မှ သူတို့ရဲ့ငြိမ်ချမ်းမှုကိုအတူယူပြီးပိုမိုတည်ငြိမ်ပြီးတော့အေးချမ်းနေသလိုမျိုးပါပဲဒါအပြင်တပင်အောက်မှာတရားထိုင်နေတဲ့ယဟန်နာဇင်းကျင်လမ်းပေါ်မှာဖြင်းညင်းစွာကြာလှမ်းနေတဲ့ယဟန်နာတို့ရဲ့အိမ်နေတိတ်ခါတွေကတောတောင်တစ်ခုလုံးကို တရားဓမ္မတို့နဲ့အသက်ဝင်နေစေခဲ့ပါတယ်။ယောဂကြီးကအဲ့ဒီယဟန္တာအရှင်မြတ်၆ပါးကြောင့်ပဲပထမဦးဆုံးအကျဉ်အဖြစ်စစ်မှန်တဲ့ဉာဏ်ဉာဏ်ချင်းကို မြင်တွေ့ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီဉာဏ်ဉာဏ်ချင်းကဒီတောအုပ်လေးထဲမှာပဲကန့်တတ်ထားဖို့မဟုတ်ခဲ့ပါဘူး။လောကီစည်းစိမ်ပြီးတွေနဲ့ပူလောင်နေတဲ့နှလုံးသားတစ်ခုစီကိုကူးဆက်ပြန့်နှံ့သွားဖို့အတွက်အကြောင်းတရားတွေကမကြခင်အချိန်မှာပဲ စတင်ဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီရဲ့တခြားတစ်ဖက်မှာတော့ဣတိပရဏမိဂရဝုံတော်ကြီးရဲ့ငြိမ်းချမ်းမှုနဲ့လုံးဝမတက်ဆိုင်တဲ့ဘာယနတိပီကြီးရဲ့အလဲဘိုးမှာတထေးကြီးတဦးရဲ့ဆိုင်အိမ်တော်ကြီးကခန္ဓာထေဝဇော်နဲ့ဒီရှိနေခဲ့ပါတယ်။အဲ့ဒီတထေးကြီးနဲ့တထေးကတော်တို့မှာတော့ရတလို့ခေါ်တဲ့တဦးတည်းသောတာယတနာလေးတစ်ပါးကရှိနေခဲ့ပါတယ်။အဲ့ဒီရတသေးသားလေးရဲ့ဘဝမှာတော့ ူပင်စရာတွေလောကတွေဆိုတာကဘာမှန်းကူမသိရလောက်အောင်လို့ပြေဆုံးလုံးတဲ့ကဘာငယ်လေးတစ်ခုဆိုရင်လဲမမှားပါဘူး။ဖခင်ဖြစ်သူတရေကြီးကသူ့ရဲ့သားတော်မောင်ဆင်းရဲဒုက္ခဆိုတဲ့စကလုံးကူတော်မှ မကြားဘူးအောင်လို့အဲ့ဒီလိုရည်ရွယ်ချက်နဲ့အရာရာကို ပြေဆုံးအောင်လို့ဗန်ဒီပေးထားခဲ့ပါတယ်။တထေသားလေးရတာကအလွန်နူးညံ့စွာနဲ့ကြည်ပင်ခဲ့ရပြီးတော့မိကြီးကိုခြေနဲ့တောင်မှ မထီရအောင်လို့ခြေပေါ်မြတ်တင်အလိုလိုက်ခံခဲ့ရသူလဲ။ ဖြစ်ပါတယ်။သူ့ရဲ့ဘဝကကမ္မကုံစည်းစိမ်တွေရဲ့ကြားမှာရွှေလောင်အိမ်တွေထဲမှာပဲနေရောညရောကုံဆုံးနေကြရတာပါ။အဲဒီနေညတွေကာလပတ်လုံးမှာသူ့ကိုဖျော်ဖြေဖို့အတွက်အလှပဆုံးသောကာချေတွေအဆိုးတော်တွေနဲ့အမြဲတမ်းလူလူဝမ်းရံထားခဲ့ကြပါတယ်။အညာမှာတော့အဲဒီရတတထေသားလေးကအချွေအရံတွေနဲ့အတူတောက်စားပြောပပြီးတဲ့နောက်မှာတော့ညတကောင်ရံမှာအိပ်ပျော်သွားခဲ့ပါတယ်။ ဦးတော်ရံအချိန်မှသူပြန်လို့လာတဲ့အခါမှာတော့သူ့မျက်စိရှိကမြင်ကွင်းကသူ့ရဲ့နှလုံးသားကိုလံနဲ့ထိုးဆိုင်လိုက်တယ်လို့မျိုးဒုံလှုပ်ချောက်ချသွားစေခဲ့ပါတော့တယ်။ညာကတော့ဗန်းတွေလိုမျိုးလန်းဆန်းလှပနေခဲ့တဲ့ကကြေတမလေးတွေကအခုခါမှာတော့ဗဇာအဟောင်းသားနဲ့တရေတွေစီးကြပြီးတချို့ကတော့အိမ်မက်တွေရောင်နေရင်းနဲ့ဒုတ်တန်တစပြင်ကအလောင်းကောင်းလေးလိုမျိုးဟိုတစဒီတစနဲ့လဲလျောက်နေတာကိုရတာတထေးသားလေးကတွေ့မြင်လိုက်ရပါတယ်။ အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာတော့ရတ္တရဲ့ရင်ထဲမှာတန်ဝေကညံကဒီဘွားတစ်ခုလိုမျိုးကြာရောက်လာခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူ့ရဲ့နှလုံးသားတွေကအလိုလိုထွက်ပေါ်လာတဲ့ညီတော်တန်နဲ့အတူသူကဒီရွှေနန်းတော်အချင်းတောင်ကြီးထဲမှာဆက်ပြီးတော့မနေနိုင်တော့ဘူးဆိုတာကို သူ့ကိုယ်သူသိလိုက်ပါတော့တယ်။အော်နှိမ့်ဆက်ညှဉ်းပန်းလာပါလား။အလွန်တရာမှဆင်းရဲဒုက္ခများလာပါလားဆိုပြီးတော့သူ့ရဲ့နှုတ်ကလည်း တဖွားဖွားရေရွတ်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ရသတထေသားလေးကအိမ်တော်ကြီးရဲ့တကားကိုဖွင့်ပြီးအမောင်တူတဲ့ကို ခြေပလာနဲ့ပဲတတစိတ်ခြေဥတက်ရစီကိုပဲထွက်ခေါ်သွားခဲ့ပါတော့တယ်။အဲဒီလိုနဲ့ရသတထေသားလေးကရွှေအချင်းတောင်ကြီးတွေကနေပြီးခြေဥတက်ရစီကိုဦးဒီယာမဲ့ရောက်လှမ်းလာခဲ့ပါတော့တယ်။သူရဲ့ရင်ထဲမှာတော့အလွန်တရာနှိမ့်ဆက်ညှဉ်းပန်းလာပါလား။ အလွန်တရာမှဆင်းရဲဒုက္ခများလာပါလားဆိုတဲ့အတွေ့အကြုံတွေကသာပဲ့တင်ထက်နေခဲ့ပါတယ်။ဘူလောင်နေတဲ့သူ့ရဲ့စိတ်ကအမောင်ထဲမှာလမ်းပြောင်းနေတဲ့ခရီးသည်တယောက်လိုပါပဲ။သူ့ရဲ့ခြေလမ်းတွေကဣတိပရဏမိဂဒဝံတောကြီးစီကိုသာဥတည်နေခဲ့မိပါတယ်။ဒေါအုပ်ထဲကိုခြေချလိုက်တဲ့အခါမှာတော့ပဝန်းကျင်တစ်ခုလုံးကအေးချမ်းချင်တက်နေခဲ့ပြီးမူတော့ရံရဲ့အေးများတဲ့လင်းချင်းကသူ့ရဲ့ဘူလောင်နေတဲ့ဘွားပင်ကိုညင်တော်စွာပဲ တိုးဝှေ့သွားခဲ့ပါတယ်။မြေကြီးနဲ့တဆူဆူနဲ့တိရွတ်နဲ့တင်းတင်းတွေက သူ့ရဲ့အာယုံကို လာရောက်နှိုးဆနေတယ်လို့ပါပဲ။ဒေါငတ်တွေရဲ့ပရမအူဆုံးသောတေးတီတန်တွေကလည်းတိတ်ဆိတ်ချင်းကိုလှပစွာနဲ့ချေမုံနေကြတယ်လို့ပါပဲ။ဒါပေမဲ့အဲ့ဒီအေဂျန့်ဘူးကသူ့ရဲ့ရင်ထဲကပူလောင်မှုကို ချက်ချင်းလိုလိုတော့ငြိမ်သက်မပေးနိုင်ခဲ့ပါဘူး။စံကျင်ဘက်အနေနဲ့အဲ့ဒီတိတ်ဆိတ်မှုကသူ့ရဲ့တောကားကိုပိုပြီးတော့ ကျဲလောင်လာစေသလိုပါပဲတဘာဝတရားကြီးတစ်ခုလုံးကငြိမ်းချမ်းနေတဲ့အချိန်မှာသူတယောက်တည်းကပဲကဘာပေါ်မှာဆင်းရဲဒုက္ခခံနေရတဲ့လူတဦးလိုမျိုးခံစားနေကြရပါတယ်အဲ့ဒီအချိန်မှာပဲမြတ်စွာဘုရားရှင်ကမိုးတော့ရန်အချိန်မှာရင်ကြံကြွတော်မူခြင်းနဲ့ယတ္တရဲ့ညီတော်တန်ကိုကြားတော်မူလိုက်ပါတော့တယ်မြတ်စွာဘုရားရှင်ကသူ့ရဲ့ဂိူနာတော်အပြည့်နဲ့နှိုင်းရှမ်းပြီးတည်ငြိမ်တဲ့အတန်တော်နဲ့ चित्त ဤရက်၌ နှိမ့်ဆက်ညှင်းပန်းခြင်းမရှိဆင်းရဲဒုက္ခလည်းမရှိจิตာလာလော့ဤနေရာ၌ထိုင်လောငါဖျက်တရားဟောကြားအံဆိုပြီးတော့မိန်ကြားတော်မူလိုက်ပါတယ်အဲ့ဒီအတန်ကယတရဲ့နားရဲကိုဝင်ရောက်လာတဲ့အခါမှာတော့လက်စည်းလက်သွားသလိုမျိုးတုံလှုပ်သွားခဲ့ပါတော့တယ်ဒါကအမိန်ပေးတယ်လည်းမဟုတ်ဘူးချင်းချုပ်တယ်လည်းမဟုတ်ဖက်နဲ့နေပေါ်များစွာဝေးကွာနေတဲ့မိခင်တယောက်ကဒါတော်တယောက်ကိုပြန်လဲခေါ်ဆောင်လိုက်သလိုမျိုးနှွေးထွေးပြီးတော့ အာကိုခြင်းစရာကောင်းတဲ့အတန်မျိုးပါပဲအေးများတဲ့စမ်းချောင်းရီလိုမျိုးသူ့ရဲ့နှလုံးသားထဲကိုစီးဝင်သွားခဲ့ပါတော့တယ်အဲ့ဒီနောက်ရတာကအတန်လာရစီကိုမော့ကြည့်လိုက်တဲ့အခါမှာတော့မိုးတောက်ရန်အလင်းရောင်ဖြော့ဖြော့အောင်မှာရွှေအစင်းလိုဝင်းပပြီးတော့အေဂျင့်တည်ငြိမ်နေတဲ့မြတ်စွာဘုရားရှင်ကိုဖူးတွေ့လိုက်ရပါတော့တယ်သူကဘာကိုမှစဉ်းစားမနေတော့ပဲမြတ်စွာဘုရားအထံတော်ကိုသာချင်းကပ်တော်ပြီးတော့ရိုသေးစွာပဲထိုင်လိုက်ပါတော့တယ် အဲ့ဒီနောက်မှာတော့မြတ်စွာဘုရားရှင်ကသူ့ရဲ့ပူလောင်နေတဲ့စိတ်ကိုသိမြင်တော်မူပြီးအစဉ်စဉ်တက်သွားတဲ့အနုပုပိကထာနဲ့သစ္စာလေးပါးမြတ်တရားဆိုတဲ့အနိုင်တရားရည်အေးကိုတိုက်ကြွေးတော်မူခဲ့ပါတယ်။တရားတော်ကိုနာကြားနေရတဲ့ယသရဲ့စိတ်တွေကတဖြည်းဖြည်းကြည်လင်လာခဲ့ပြီးတော့ရင်ထဲကပူလောင်မှုတွေကလည်းနင်းဆက်တွေနေရောင်နဲ့ထိတွေ့လိုက်တဲ့လိုမျိုးတဖြည်းဖြည်းနဲ့ပျောက်ွယ်သွားခဲ့ပါတော့တယ်။အဲဒီလိုမြတ်စွာဘုရားရဲ့တရားတော်အဆုံးမှာတော့ယသရဲ့စိတ်က ဖုံအငြိကြိတ်ကင်းစင်တဲ့အဝတ်ဖြူစားတစ်ခုလိုမျိုးတန်တရာအမြင်မှားမှုတွေကနေပြီးတော့လုံးဝစင်ကြယ်သွားခဲ့ပါတယ်။သူ့ရဲ့ရင်ထဲကပူလောင်မှုတွေက လုံးဝပျောက်ကွယ်သွားပြီးတော့ဂျီလင်အေဂျင့်ရဲ့အသိဉာဏ်အလင်းကိုပထမဦးဆုံးအကျင့်ဖြစ်ခံစားလိုက်ရပါတော့တယ်။အဲဒီလိုနဲ့မြတ်စွာဘုရားရဲ့တရားတော်အစုံးမှာတော့ယတတတိသားလေးကအဲဒီနေရာမှာပဲသောတပန်အရိယာအဖြစ်ကိုရောက်ရှိသွားခဲ့ပါတယ်။အဲဒီလိုမျိုးယတတယောက် တရားအလင်းရောင်ကိုစတင်မြင်တွေ့နေချိန်မှာတော့တခြားတစ်ဖက်မှာဘာယနတိမြို့ရဲ့တထေးဆန်အင်ကြီးထဲမှာတော့ယာတာရဲ့မိခင်တထေးကတော်မကြီးဖြစ်တဲ့သူဇာတာတယောက်ကတော့မိုးလင်းလို့တားတော်မောင်ကိုမတွေ့ရတဲ့အခါမှာ သူမရဲ့ကဘာကြီးပြိုကျသွားခဲ့တယ်လို့ပါပဲ။ငါရဲ့သားငါသားတော်ပဲရောက်သွားတာလဲဆိုတဲ့ရှိုင်းငူသံတွေနဲ့အတူဆန်အိမ်တော်တစ်ခုလုံးကိုပြေလောရှာဖွေနေခဲ့ပါတယ်။အဲဒီအခါမှာဘာကင်ဖြစ်သူတထေးကြီးကလည်း အပြေးလွှတ်ရောက်လာပြီးတော့အကျိုးအကြောင်းစုံစမ်းတဲ့အခါမှာတော့သူ့ရဲ့ရင်ထဲမှာလဲစိုးရင်တော့ကမိတွေကဘုံကနေတောက်လောင်နေကြတာပေါ့ဒါပေမဲ့သူကတော့ဇနီးဖြစ်သူကိုနှစ်သက်ရင်းနဲ့စိတ်မပူပါနဲ့ရှင်မရဲ့မောင်တော်ကိုယ်တိုင်ပဲဒါကိုသွားရှာပြီးတော့ပြန်ခေါ်လာခဲ့ပါမယ်ဆိုပြီးတော့ဂတိပေးပြီးတော့အိမ်ကနေ အလင်းစလိုပဲထွက်ခွာလာခဲ့ပါတော့တယ်အဲဒီလိုနဲ့တထေးကြီးလဲနေရာပေါင်းစုံမှာသားတော်မောင်ကိုရှာဖွေရင်းနဲ့နောက်ဆုံးမှာတော့ မိကတော်အောင်တော်အဆက်မှာတားတော်မောင်ထားရစ်ခဲ့တဲ့ရွှေချေနှင်းလေးကို အမတ်မထင်ပဲတွေ့လိုက်ရပါတော့တယ်။ဩငါရဲ့တားတော်ကဒီမိကတော်အောင်တော်ကြီးစီကို ဝင်သွားခဲ့တာကို ဆိုပြီးတော့ဖခင်တထေးကြီးလဲတားတော်မောင်ကိုရှာဖွေဖို့အတွက်ဒေါအုပ်ထဲကို ဝင်ရောက်လာခဲ့ပါတော့တယ်။သူ့ရဲ့ရင်ထဲမှာတော့စိုးရင်စိတ်တွေနဲ့အတူခြေလမ်းတွေကိုအမြန်ဆုံးလှမ်းရင်းနဲ့ဒေါအုပ်ထဲကိုဝင်ရောက်ခဲ့တာပေါ့။အဲ့ဒီခါမှာတော့ တောအုပ်ရဲ့ဒီငိုင်အေးချမ်းမှုအလဲမှာဂယုနာတော်အပြည့်နဲ့ဒီငိုင်စွာသတင်းသုံးနေတဲ့မြတ်စွာဘုရားရှင်ကိုအဝေးကနေပြီးတော့လမ်းမြင်လိုက်ရပါတယ်။သူကမြတ်စွာဘုရားအထံတော်ကိုအပြည့်လောချင်းကပ်သွားပြီးတော့အရှင်ရသေးကြီးဖျားတပည့်တော်ရဲ့တာယတာကိုဒီအနီးနားမှာမြင်တွေ့ပါသလားဖျားဆိုပြီးတော့ဇိုးရင်တကြီးနဲ့မေးလျှောက်တော်မူလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့တောတပံဖြစ်ကာဆရတာကမြတ်စွာဘုရားရှင်ရဲ့အနီးမှာပဲရှိနေခဲ့ပါတယ်။ ဒါပေမဲ့မြတ်စွာဘုရားရှင်ကတကယ်လို့များတထဲကြီးတာဒါရဲ့တထဲကြီးတာဒါဖြစ်သူကို အခုတွေ့သွားခဲ့တယ်ဆိုရင်ဒါကိုတွေ့တာတဲ့စိတ်နဲ့တရားထူးရဖို့အနောက်ဆက်ဖြစ်နေတာကြောင့်တကူတော်နဲ့တထဲကြီးမမြင်အောင်လို့ယသကိုဖုံးကွယ်ထားလိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့ဒါယကာကြီးစိတ်ကိုအေးအေးထားပြီးတော့ထိုင်ပါဦးမကြခင်မှာတင့်ရဲ့သားကို တွေ့ရပါလိမ့်မယ်ဆိုပြီးတော့ တထေကြီးကိုလည်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကတရားကြီးအေးတိုက်ကြွတော်မူပါတယ်။မြတ်စွာဘုရားရဲ့တရားတော်တွေကတထေကြီးရဲ့ပူလောင်နေတဲ့စိတ်ကိုတဖြည်းဖြည်းနဲ့ငြိမ်သက်သွားစေခဲ့ပါတယ်။ဒါအတွက်တောကတွေနဲ့အမှုန်ကျနေတဲ့နှလုံးသားတွေကိုတရားအလင်းရောင်တွေကဖြင်းညင်စွာပဲထိုးဖောက်ဝင်ရောက်နေကြတာပေါ့။အဲ့ဒီအချိန်မှာပဲဖောက်ခင်ဖြစ်သူမမြင်နိုင်တဲ့နေရာမှာရှိနေတဲ့ယာတာကလည်းမြတ်စွာဘုရားရှင်ရဲ့တရားတော်ကိုထက်ဆင့်နာကြားနေရင်းနဲ့ ပုံမူနှဆိုင်သောနှလုံးသွင်းဆင်ခြင်နေခဲ့ပါတယ်။အဲ့ဒီအခါမှာတော့သူ့ရဲ့စိတ်ထဲမှာနောက်ဆုံးကြံရှိနေသေးတဲ့တန်တရာရဲ့အနှောင်ဖွဲ့တွေကတစစီပြတ်တောက်သွားပြီးတော့သူ့ရဲ့ညာအလင်းကလည်းအမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားခဲ့ပါတော့တယ်။အဲ့ဒီလိုနဲ့မြတ်စွာဘုရားရှင်ရဲ့တရားတော်အဆုံးမှာတော့ဖောက်ခင်ဖြစ်သူတထေကြီးကဒေါတပန်အကြီးအားဖြစ်ကိုရောက်ရှိသွားပြီးတပြိုင်နက်ထဲမှာပဲဒါဖြစ်သူယတကလည်းအာတဝေါကုန်ခန့်ပြီးတော့လောကရဲ့ ၆ပါးမြောက်ယဟန္တာအဖြစ်ကိုရောက်ရှိတော်ခဲ့ပါတော့တယ်။အဲဒီအခါမှာဖောက်ကင်ဖြစ်သူတထေကြီးတယောက်ဒါအတွက်ဘူဆွေတော်ကရောက်နေရာကနေပြီးတရားအလင်းရောင်ကိုမြင်ပြီးဒေါ်တပန်အကြီးအားအဖြစ်ကိုရောက်ရှိတော်တဲ့အခါမှာတော့မြတ်စွာဘုရားရှင်ကတကူတော်ကိုရုပ်သိမ်းတော်မူလိုက်ပြီးဒါအဖနှစ်ယောက်ကို ပြန်လည်တွေ့စီလိုက်ပါတယ်။အဲဒီအခါမှာတထေကြီးလည်းသူ့ရဲ့အရှိတတဲမှာဒီငယ်အေးချမ်းစွာထိုင်နေတဲ့သားတော်မောင်ကိုရှင်ရှင်လင်းလင်းပဲ တွေ့မြင်လိုက်ရပါတော့တယ်။ဒါပေမဲ့အခုသူမြင်တွေ့နေခဲ့ရတဲ့သားကအရင်ကလူမျိုးစီစဉ်ရင်မှုနေတဲ့သားမဟုတ်တော့ဘဲနဲ့ကိလေသာအပူတွေလုံးဝငြိမ်းဆဲသွားပြီးအိမ်နေတိတ်ခါတွေနဲ့ပြည့်စုံနေတဲ့ယဟန်နာတပါးကိုမြင်တွေ့နေရခြင်းပါပဲ။တထေကြီးရဲ့ရင်ထဲမှာအံဩခြင်းတွေဝမ်းမြောက်ခြင်းတွေနဲ့ကြီးညိုခြင်းတွေက ရောပြွန်သွားခဲ့တာပေါ့။သူကသားကိုတွေ့လို့ဝမ်းသာရမယ့်အစားသားရဲ့ဘဝကအမြင့်မြတ်ဆုံးသောငြိမ်းချမ်းခြင်းကိုရရှိတော်ပြီဖြစ်လို့ ပုံမူပြီးတော့ဝမ်းမြောက်ကြည်နူးမှုတွေက တစိမ့်စိမ့်ဖြစ်ပေါ်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့တထေကြီးကမြတ်စွာဘုရားရှင်ရဲ့ခြေတော်ချင်းမှာဘူးချရှိခိုးလိုက်ရင်အရှင်ဘုရားတပည့်တော်သည်ယနေ့မှစ၍အသက်ထဆုံးဘုရားတရားတန်ခါယရနာသုံးပါးကိုကိုးကွယ်စည်းကပ်ပါ၏ဘုရား။တပည့်တော်အားဥပဒကာအဖြစ် မှတ်တော်မူပါဘုရားဆိုပြီးတော့လျှောက်ထားလိုက်ပါတော့တယ်။အဲဒီလိုနဲ့တထေကြီးကသာသနာတော်မှာပရမအူဆုံးတရားနံကုန်တည်တဲ့ ဥပဒကကြီးဖြစ်လာခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ယဟန်နာဖြစ်သွားတဲ့ဒါတော်ယတကယဟန်ပြုခွင့်တောင်းတဲ့အခါမှာမြတ်စွာဘုရားကအေဟိဘိက္ခုအစချီပြီးယဟန်လာလောဆိုပြီးတော့ခေါ်တော်မူလိုက်တာနဲ့တင်ကန်းတွေက သူ့ရဲ့ကိုယ်ပေါ်မှာအလိုလိုဆင်းရင်ပြီးသားဖြစ်သွားခဲ့ပါတော့တယ်။အရာအလုံးကိုကြည်နူးစွာဖူးတွင်းနေရတဲ့တရေကြီးကလည်းမြတ်စွာဘုရားရှင်နဲ့ဒါတော်ယဟန်နာအပါအဝင်တန်ဃာတော်တွေကို အရှင်ဖုရားမနှက်ပြန်အတွက်တပည့်တော်ရဲ့အိမ်မှာစွန့်ဖုံပြဖို့ကြောက်ရွံ့တော်မူပါဗျာဆိုပြီးတော့ပင့်ဖိတ်လျှောက်ထားလိုက်ပါတော့တယ်။မြတ်စွာဘုရားကစိတ်စိတ်နေခြင်းဖြင့်လက်ခံတော်မူလိုက်ပြီးနောက်တစ်နေ့ရဲ့မနှက်မှာတော့မြတ်စွာဘုရားရှင်ကအရှင်ရတနဲ့အတူတထေကြီးရဲ့ဇံအိမ်တော်ကိုကြောက်ရွံ့တော်မူလာခဲ့ပါတယ်။အိမ်ရောက်တဲ့အခါမှာတော့တောအတွက်ဘူဆေးတော်ကရောက်နေရှာတဲ့ရတရဲ့မိခင်သူဇာတာနဲ့ဇနီးဟောင်းတို့ကမျက်ရည်ဆက်လက်နဲ့ စီဂျူနှုတ်ဆက်ကြပါတော့တယ်။မြတ်စွာဘုရားရှင်က သူတို့နှစ်ဦးရဲ့ဘူလောင်နေတဲ့စိတ်ကိုသိမြင်တော်မူတာကြောင့်တရားရည်အေကိုဆက်လက်တိုက်ကြွေးတော်မူပါတယ်။သူတို့နှစ်ဦးလည်းမြတ်စွာဘုရားရဲ့တရားတော်ကိုနာကြရတဲ့အခါမှာတော့ရင်ထဲကတော့ကမိတွေကငြိမ်းအေးသွားခဲ့ပြီးတရားအလင်းရောင်ကိုရရှိသွားခဲ့ပြန်ပါတယ်။တရားတော်အဆုံးမှာတော့ယသရဲ့မိခင်နဲ့ဇနီးဟောင်းတို့ကလည်းသောတပံအရှိရာတွေဖြစ်သွားကြပြီးအရှင်ဘုရားတပည့်တော်မတို့ဒီလည်း ယနေ့မှစ၍အတ္တဆုံးယရနာသုံးပါးကိုကိုယ်ကစီးကပ်ပါ၏ဖျားတပည့်တော်မတို့ကို ဥပါတိကမာများအဖြစ်မှတ်တော်မူပါဖျား ဆိုပြီးတော့ကြောက်ထားလိုက်ကြပါတယ်အဲ့ဒီလိုနဲ့သူတို့နှစ်ဦးကသာသနာတော်မှာပရမအူဆုံးတယနံကုန်တည်တဲ့ဥပါတိကမာတွေဖြစ်လာခဲ့ကြပါတော့တယ်အဲ့ဒီလိုနဲ့တညတာအတွင်မှာပဲ စီးစိန်ကိုစွန့်ခွာခဲ့တဲ့ရာသတရေသားလေးကြောင့်သူရဲ့မိသားစုတစ်ခုလုံးက တန်တရာဝုဆင်းရက်ကနေလွတ်မြောက်စေမဲ့အရိယာအဖြစ်ကိုရောက်ရှိသွားခဲ့ကြပြီးသာသနာ့ရဲ့တမိုင်းမှာထာဝရမော်ကွန်းထိုးကြံရစ်မဲ့ပထမဦးဆုံးသောဥပဒကာနဲ့ဥပဒိကာမှမိသားစုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတော့တယ်။အဲဒီလိုနဲ့ယသတရေသားလေးယဟန်ပြူသွားပြီးဆိုတဲ့တရင်ကဘာနတိပီရဲ့တရေလောကကြီးတစ်ခုလုံးမှာအလွန်မှုပြတဲ့ပန်းရှင်နှံလိုမျိုးပြန့်နှံ့သွားခဲ့ပါတော့တယ်။ စည်းစုံရဲ့အထုတ်ထိပ်မှာနေထိုင်ခဲ့တဲ့ဘဝမှာဘာမှမလိုအပ်ဘူးလို့ထင်ရတဲ့ယသာတယောက်ကအားလုံးကိုဆွန့်လွတ်သွားတယ်ဆိုတဲ့အဖြစ်ပြက်ကလူတိုင်းအတွက်တော့အံဩစရာ ဖြစ်နေခဲ့ပါတယ်အထူးသဖြင့်တော့ယသာရဲ့အရင်နှီးဆုံးတငယ်ချင်း၄ယောက်ဖြစ်တဲ့ဝီမလသူပါဘူးပုံနိဇနဲ့ဂဝံပတိတို့အတွက်ကတော့အဲ့ဒီတရင်က သူတို့ရဲ့နှလုံးသားကိုပြင်းထန်စွာပဲလှုပ်ခတ်သွားစေခဲ့ပါတယ်သူတို့ကယသာနဲ့အတူကြီးပင်းပြီးတော့အတူပျော်ပါခဲ့တဲ့ ငယ်ပေါင်းကြီးပေါ်တွေပဲဖြစ်ကြပါတယ်သူတို့ရဲ့ရင်ထဲမှာတော့အတွေ့တစ်ခုကနေရာယူနေခဲ့ပါပြီမတို့တငယ်ချင်းရတာကတမန်လူတယောက်မဟုတ်ဘူးသူကဉာဏ်ပညာရှိပြီးတော့ဘဝကိုခံစားတတ်တဲ့သူတယောက်အဲဒီလိုမျိုးလူတယောက်ကဒီစည်းစိမ်အားလုံးကိုစွန့်လွတ်ပြီးတော့လိုက်နာကျင်သုံးတဲ့တရားကတမန်တရားဓမ္မတစ်ခုတော့ဘလို့နီးနေမှမဖြစ်နိုင်ဘူးဒါကအမြင့်မြတ်ဆုံးသောအမှန်တရားပဲဖြစ်ရမယ်ဆိုတဲ့အတွေ့ကသူတို့အားလုံးရဲ့နှလုံးသားထဲမှာ လူညီစွာပဲဖြစ်ပေါ်နေခဲ့ကြပါတယ်။အဲဒီနောက်မှာတော့သူတို့ကအချင်းချင်းတိုင်ပင်စရာတော့မလိုပဲနဲ့ဣတိပရဏမိဂဒဝံတော်ကြီးစီကိုထောက်ခေါ်လာခဲ့ကြပါတယ်။သူတို့ကအရှင်ရသောကိုတွေ့တဲ့အခါမှာတော့အံ့ဩတော်ခဲ့ကြပြီးအရင်ကစည်းစိမ်တွေချောင်းမှာပျော်မွေ့နေခဲ့ပေမဲ့အခုအခါမှာတော့အလွန်တည်ငြိမ်တဲ့တငယ်ချင်းကသင်္ကန်းရောင်အောက်မှာအလွန်တရာကိုတည်ငြိမ်အေးချမ်းနေခဲ့ပါတယ်။သူရဲ့မျက်နှာမှာထင်ဟပ်နေတဲ့ငြိမ်းချမ်းမှုကသူတို့ရဲ့စိတ်ကို တန်လိုက်နဲ့ညှို့လိုက်တယ်လို့ပါပဲအရှင်ရသားကသူ့ရဲ့တငငချင်းတွေကိုမြတ်စွာဘုရားထံတော်ကိုခေါ်ဆောင်တော့ခဲ့ပါတယ်မြတ်စွာဘုရားရှင်ကအဲ့ဒီလေးဦးကိုလည်းတရားရှိအေးတိုက်ကြွေးတော်မူတဲ့အခါမှာတော့သူတို့အသီးသီးကလည်းတရားအလင်းကိုမြင်တွေ့သွားခဲ့ပြီးအာတဝောကုံခန်းကယဟန်နာများအဖြစ်ကို ရောက်ရှိသွားခဲ့ကြပါတယ်အဲ့ဒီအခါမှာတော့လောကကြီးမှာမြတ်စွာဘုရားရှင်အပါအဝင်စုစုပေါင်းယဟန်နာ၁၁ပါးရှိလာခဲ့ပါပြီ။ ဒါပေမဲ့အဲ့ဒီသတင်းကအဲ့ဒီနေရာမှာပဲရပ်တန့်မနေခဲ့ပြန်ပါဘူး။ဘာနဒီမြို့ပြင်ကဂျေးလက်ဒေသတွေမှာနေထိုင်ကြတဲ့ရတရဲ့အခြားသောမိတ်ဆွေတငယ်ချင်းအယောက်90တို့ကလည်းအဲ့ဒီသတင်းကိုကြားသိသွားကြပြန်ပါတယ်။လူတို့အားလုံးကလည်းရှေ့ကတငယ်ချင်း၄ယောက်လိုပဲတူညီတဲ့အတွေ့အကြုံတွေကိုပဲတွေးမိကြပါတယ်။ရတလူပုဂ္ဂိုလ်တယောက်စွန့်လွတ်ပြီးတော့လိုက်လျှောက်တဲ့လမ်းကအမှန်တရားရဲ့လမ်းစဉ်ပဲဖြစ်ရမယ်ဆိုပြီးတော့သူတို့အယောက်90လုံးကလည်း အောင်စုလိုက်ပဲဣတိပရဏမိကတဝုံတောကြီးစီကိုထောက်ခေါ်လာခဲ့ကြပါတယ်။အရှင်ရတာကလည်းသူတို့ကိုလည်းမြတ်စွာဘုရားရှင်ထံကိုပဲလမ်းညွှန်ပေးခဲ့ပါတယ်။မြတ်စွာဘုရားရှင်ကအဲ့ဒီတငယ်ချင်းအယောက်90ကိုလည်းတရားဓမ္မဟောကြားတော်မူတဲ့အခါမှာတော့သူတို့အားလုံးကလည်းအချိန်နဲ့တနေရာထဲမှာကိလေသာတွေကုန်ခန့်ပြီးတော့ယဟန်နာတွေအဖြစ်ကိုရောက်ရှိတော်မူခဲ့ကြပြန်ပါတယ်။အဲ့ဒီလိုနဲ့မြတ်စွာဘုရားရှင်ပရမအူဆုံးတရားဟောကြားတော်မူပြီးမကြာမီအချိန်တွင်းမှာပဲ လောကကြီးမှာမြတ်စွာဘုရားရှင်ကတပါးပင်စဝကိ9ဦးက9ပါးအရှင်ရတကတပါးနောက်ထပ်တငယ်ချင်းက4ပါးအခုအခါမှာတော့နောက်ထပ်တငယ်ချင်းအယောက်90နဲ့စုစုပေါင်းလိုက်တဲ့အခါမှာတော့ယဟန်နာအရှင်မြတ်အပား60ကပေါ်ထွက်လာခဲ့ပါတော့တယ်။ဣတိပရဏမိဂတဝန်တော်ကြီးကလည်းငြိမ်းချမ်းတဲ့ယဟန်နာအရှင်မြတ်တွေနဲ့ပြည့်နှက်နေပြီးလောကကို အမှောင်ကနေပြီးတော့အလင်းကိုဆောင်ခြင်းပေးမဲ့ ဓမ္မအလင်းရောင်တဦးကြီးတခုလိုမျိုး အသင့်ဖြစ်နေခဲ့ပါတော့တယ်။ဒါပေမဲ့အဲ့ဒီလိုမျိုးအလွန်တရာကြည်နူးဝယ်ကောင်းတဲ့အဖြစ်အပျက်တွေကတမန်ဖြစ်ရိုးဖြစ်စဉ်တခုလိုမျိုးအကြောင်းမဲ့ဖြစ်ခဲ့တာတော့မဟုတ်ပါဘူး။အဲ့ဒီလိုအဖြစ်အပျက်တွေရဲ့ရှေးဟောင်းနောက်ကန်သမိုင်းကလည်းအခိုင်အမာကိုပဲရှိနေခဲ့ပြန်ပါတယ်။ရှားတာတထေသားလေးကကားချေတမာလေးတွေရဲ့ရောင်ရှားဖွဲရမြင်ကွင်းကိုမြင်လိုက်ရုံနဲ့ချက်ချင်းတန်ဝေကရသွားခဲ့တာ သူ့ရဲ့တငယ်ချင်းတွေကလည်းတရင်ကြယုံနဲ့သူ့နောက်ကိုအလွယ်တကူလိုက်လာနိုင်ခဲ့တာတွေကဒီဘဝမှာမှ အမှတ်မထင်ဖြစ်ပေါ်လာတာမျိုးတွေတော့မဟုတ်ခဲ့ပါဘူးအဲ့ဒါတွေအားလုံးကသူတို့အားလုံးအတူတူကပြုခဲ့ကြတဲ့မောင်မြတ်တဲ့ကုသူကံရဲ့အတီးအပွင့်တွေပဲဖြစ်ပါတယ်အဲ့ဒီအကြောင်းကိုပြန်ပြောင်းပြောရမယ်ဆိုရင်တော့လုံနေပြီးသောဘဝတစ်ခုမှာသူတို့အားလုံးကတငယ်ချင်းတစုအဖြစ်ဘာနဲ့ဒီပြီးမှာပဲစုပေါင်းပြီးတော့ကောင်းမှုကုသူတွေကိုပြုလုပ်နေကြတဲ့ စေတနာဝန်ထမ်းလူငယ်လေးတွေပဲဖြစ်ခဲ့ကြပါတယ်။သူတို့ရဲ့အဓိကအလုပ်ကတော့ခိုကိုးရောင်မဲ့ွယ်လွန်သွားတဲ့သူတွေရဲ့ရုပ်အလောင်းတွေကိုအခမဲ့တကြိုပေးတဲ့မုံမြတ်တဲ့အလုပ်ပါပဲ။ဒီနေ့မှာတော့သူတို့ကခိုကိုးရောင်မဲ့တည်ဆုံနေတဲ့ကိုဝင်ဆောင်အမျိုးသမီးတယောက်ရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြပါတယ်။သူတို့အားလုံးအလောင်းကိုတုတ်တန်ကိုတည်ဆောင်လာပြီးတဲ့နောက်မှာတော့အဖွဲ့ဝင်အယောက်90ကဂျန်နဲ့တန်ငယ်ချင်း9ယောက်ကိုပဲတာဝန်ပေးပြီးရွာထဲကိုပြန်နှင့်ခဲ့ကြပါတယ်။ ဲ့ဒီအခါမှာကြံခဲ့တဲ့9ယောက်ထဲကခေါင်းဆောင်ဖြစ်တဲ့အခုအရှင်ရသရဲ့အလောင်းလျာလူလင်ကမိသူနေရင်နဲ့အလောင်းကိုတန်ဆူးွားနဲ့ထိုးစွလှန်လောလိုက်ပါတယ်။အဲ့ဒီလိုထိုးစွလိုက်တဲ့အခါမှာတော့မိတောက်တွေကြားကပြောင်းလဲပြစည်းနေတဲ့ခန္ဓာကိုယ်ရဲ့ဆက်ဆုပ်ဖွဲ့ရသဘောတရားတွေကသူ့ရဲ့ညံထဲမှာဖြတ်ခနဲဝင်ရောက်လာခဲ့ပါတယ်။ဒါကအာဓုပတညာမတင့်တယ်တဲ့ဆက်ဆုပ်ဖွဲ့ဆိုပြီးတော့ရှုမြင်တဲ့အမြင်ကိုပထမဦးဆုံးအကြိမ်အဖြစ် ထိုးထင်းတိမြင်လိုက်တာပါပဲသူကချက်ချင်းလိုလိုပဲကြံတဲ့တငယ်ချင်း၄ယောက်ကိုလှက်ကြည့်ပြီးတငယ်ချင်းတို့ဒီမစင်မကျဲတဲ့ဆက်ဆုပ်ဘွယ်ကောင်းတဲ့အလောင်းကောင်ကိုကြည်ကြစမ်းပါအောင်ဆိုပြီးတော့တတိပေးစကားပြောလိုက်ပါတယ်သူရဲ့လမ်းညွှန်မှုကြောင့်ကြံတဲ့တငယ်ချင်း၄ယောက်ကလည်းအဲ့ဒီရုပ်အလောင်းကိုအာယုံပြုပြီးတော့အာတုပတညာကိုရောက်ရှိသွားခဲ့ကြပါတယ်သူတို့၅ယောက်အိမ်ပြန်ရောက်တဲ့အခါမှာတော့ရော်ရဲကိုပြန်နှိမ့်နေခဲ့တဲ့အခြားတငယ်ချင်းအယောက်90ကို သူတို့တွေ့မြင်ခဲ့ရတဲ့အတုပအကြောင်းကိုလည်းပြန်လည်ပြီးတော့ရှင်းပြကြပါတယ်။အဲဒီအခါမှာတော့တငယ်ချင်းအယောက်90လုံးကလည်းအတုပတညာကိုထပ်မှန်ပြီးတော့ရရှိသွားခဲ့ကြပြန်ပါတယ်။အဲ့ဒါတည်းမကလေးပါဘူး။ခေါင်းဆောင်ဖြစ်တဲ့ယာတာရဲ့အလောင်းလျာကအိမ်ကိုပြန်ရောက်တဲ့အခါမှာသူ့ရဲ့မိဘတွေနဲ့ဇနီးဖြစ်သူကိုလည်းအဲ့ဒီအတုပအကြောင်းကို ပြန်လည်ပြီးတော့ရှင်းပြခဲ့ပါတယ်။ဒါကြောင့်မို့လို့အဲ့ဒီမိသားစုဝင် အားလုံးကလည်းအဲ့ဒီအချိန်မှာ အာဓုပတညာကိုရရှိခဲ့ကြပါတယ်။အဲဒီနောက်မှာတော့သူတို့အားလုံးကမိမိတို့ရရှိတဲ့အာဓုပတညာကိုအခြေခံပြီးအာဓုပဘာဝနာကိုဆက်လက်ပြီးတော့ပွားများခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲသူတို့အားလုံးကကျွန်ုပ်တို့သည်ယခုအခါ၌ဒီကမထန်တရားကိုအတူတူကပွားများခွင့်ရခဲ့သလိုနောက်တစ်ချိန်ဘုရားရှင်ပွင့်ထွန်းလာတော့အခါ၌လည်းအဲ့ဒီဘုရားရှင်ရဲ့သာသနာတော်မှာအတူတူကတရားထူးရပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို့ဤဆိုပြီးတော့ ။တပြိုင်နက်စူတောင်းပြီးတော့ဒိတ်ထန်ပြုခဲ့ကြတာပါ။အဲ့ဒီလိုမျိုးရှစ်ဘဝကပြုခဲ့တဲ့ကုသိုလ်ကံနဲ့ခိုင်မြဲတဲ့စူတောင်းရဲ့ဆန်းအားကြောင့်ပဲအခုဘဝမှာတော့ယာသကကာကြေတမာလေးတွေရဲ့ရွန်ရှာပွဲအားကိုမြင်လိုက်ုံနဲ့ရှစ်ဘဝကပွားများခဲ့တဲ့အာတုဘကမ္မထံအာယုံက သူ့ရဲ့ဒရံမှာအလိုလိုပြန်လဲတင်ဟပ်လာပြီးတော့တံဝေကညံကို အလွယ်တကူရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုပဲသူ့ရဲ့တငယ်ချင်းတွေမိဘတွေနဲ့ဇနီးဟောင်းတို့ကလည်း ရှေးဘဝကစူပေါင်းစူတောင်းခဲ့တဲ့အဋ္ဌံတရားကပြန်လည်နှိုးဆော်လိုက်သလိုမျိုးအလွယ်တကူပဲတရားထုကိုရရှိခဲ့ကြခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့သူတို့ရဲ့နိဗ္ဗာန်ခရီးကကြိုတင်ပြင်ဆင်ပြီးသားလမ်းတစ်ခုပေါ်ကိုရှောက်လန်းလိုက်ရသလိုမျိုးလွယ်ကူချုံးမွေ့ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ။ကဲကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများခင်ဗျာဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကလော်ကီစီစဉ်ရဲ့အထုတ်ထိပ်ကနေပြီးတော့ တန်တရာကနေလွတ်မြောက်ရာလမ်းကိုရှာဖွေတွေ့ရှိတော်ခဲ့တဲ့ကျောက်ပါမြောက်ယဟန္တာကြီးရှင်ရတရဲ့ဂျီနူးဘွေရာဇတ်တော်ပဲဖြစ်ပါတယ်။သူကကာကြေတမလေးတွေရဲ့ယွန်ရှာဘွေရာမြင်ကွင်းလေးတစ်ခုကိုအာယုံပြုလိုက်ယုံနဲ့သာသနာတော်ရဲ့ကျောက်ပါမြောက်ယဟန္တာဖြစ်လာခဲ့တယ်လို့သူ့ရဲ့မိကောင်းဆွေမွန်တွေဖြစ်ကြတဲ့တငယ်ချင်းတွေကလည်းသူ့နောက်ကိုအစင်းစင်းလိုက်ပါကြရင်းကနေပြီးတော့ယဟန္တာအရှင်မြတ်ပေါင်း60အထိဝင်ထုံးလာခဲ့တဲ့အကြောင်းကိုကျွန်တော်တို့ဂျီနူးဘွေရာ လေ့လာခဲ့ကြရတာပါ။ အဲဒီဇလန်းလေးကနေပြီးကျွန်တော်တို့ရရှိနိုင်တဲ့ဗဟုသုတတွေကအများကြီးပဲရှိနေခဲ့ပါတယ်။ပထမတစ်ခုကတော့မေကောင်းဆွေကောင်းရဲ့တန်ဖိုးပါပဲ။အရှင်ရတာတယောက်ထဲကနေစခဲ့တဲ့အလင်းရောင်ကသူ့ရဲ့မိတ်ဆွေတွေစီကိုကူးဆက်ပြန့်နှံ့သွားပြီးတဲ့နောက်မှာလောကကိုအကျိုးပြုမဲ့ယဟန္တာတအူးကြီးတစ်ခုဖြစ်ပေါ်လာတဲ့အထိပါပဲ။ဒါကြောင့်မေကောင်းဆွေကောင်းရှိခြင်းကမြတ်သောအကျင့်ရဲ့တဝက်တပြက်မျှတာမကတစ်ခုလုံးနှိပါဖြစ်တယ်ဆိုတဲ့မြတ်စွာဘုရားရဲ့ဟောကြားချက်က ဘလောက်တောင်မှန်ကန်တယ်လဲဆိုတာကိုကျွန်တော်တို့တွေ့မြင်နိုင်မှာပါနောက်ထပ်ဘ ഹു ဒုတာတစ်ခုကတော့ပြာဟိတလုပ်ငန်းတွေရဲ့မြင့်မြတ်မှုပါပဲအဲ့ဒီဇလန်းရဲ့ရှေးရောနောက်ခံသမိုင်းကိုပြန်ကြည့်လိုက်တဲ့အခါမှာအရှင်ရတနဲ့သူ့ရဲ့အပေါင်းအသင်းတွေကနာရီကူညီမှုလိုမျိုးအခုခေတ်မှာစေတနာဝန်ထမ်းအလုပ်တွေလိုမျိုးရှေးဘဝကတည်းကစုပေါင်းလှုပ်ဆောင်ခဲ့ကြတာကိုတွေ့ရမှာပါဒါကြောင့်မို့လို့နာရီကူညီမှုအသင်းတွေပြာဟိတအဖွဲ့အစည်းတွေဆိုတာက ဒီနေ့ခေတ်မှာမပေါ်ပေါက်လာတာမဟုတ်ဘဲနဲ့ဖះရှင်မပွင့်ပြီးရှေးရှေးခေတ်တွေကလေးကရှိခဲ့တဲ့မွန်မြတ်တဲ့လုပ်ငန်းတစ်ခု ဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့ဗဟုသုတရရှိနိုင်မှာဖြစ်ပါတယ်။ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ဗုဒ္ဓဘာသာသာသနာတော်ရဲ့ပထမအဦးဆုံးသောဒေနဂုံတည်တဲ့ဥပါဒိကနဲ့ဥပါဒိကမာကြီးတွေရဲ့အကြောင်းကိုလည်းဗဟုသုတရကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီနေ့တင်ဆက်မှုကိုကြိုက်နှစ်သက်တဲ့ဆိုရင် အခုဗီဒီယိုလေးကိုလိုက်လုပ်ပေးပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သွားဖို့မမေ့ကြပါနဲ့အောင်เนาะနောက်ထပ်တင်ဆက်ပေးမယ့်ဓမ္မဇတ်တော်တွေကိုလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက် channel လေးကို subscribe လုပ်ပြီးတော့သူ့ရဲ့ဘေးနားကခေါင်းလောင်းပုံလေးကိုလည်းနှိပ်ပေးထားကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ